မင်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘာလ15ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရဲ့ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်။ KNU ထိမ့်ချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်ကထိခီးရွာကိုမနေ့ကနေ့လယ်ပိုင်းမှာစစ်တပ်က Jet Fighter နဲ့ပုံကျဲခဲ့တာကြောင့်ဒေသခံ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခီးရွာကိုဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဈေးဆိုင်တဆိုင်ပျက်စီးပြီးဒေသခံနှစ်ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ထိခီးရွာကိုအခုလ၈ရက်နေ့နဲ့၁၀ရက်နေ့တွေမှာလည်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်တပ်က Jet Fighter တွေဝိုင်းတွဲလေယာဉ်တွေနဲ့ဘုံကျဲနေတာပဲဖြစ်ပါတယ်။ညရီမျိုးကအွန်လိုင်းငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေဟာ Starlink ကုမ္ပဏီကဖြန့်ဖြူးတဲ့အင်တာနက်ကိုအသုံးချပြီးပြန်လည်ကြီးထွားလာတယ်လို့ AFP သတင်းဌာနကဖော်ပြပါဗျာ။ ဒေါ်လာဘီလီယံနဲ့ချီလိမ့်လည်နေတဲ့ကြားဖြန့်လုပ်ငန်းတွေကိုတရုတ်နဲ့ထိုင်းအစိုးရတွေနဲ့မြန်မာစစ်တပ်တို့ကအမြင့်ဖြတ်နိုင်နေမယ်လို့ရည်ရွယ်လှုံ့ဆော်ခဲ့ပေမဲ့လအနေငယ်အတွင်းမှာပဲကြားဖြန့်ယုံတွေမှာ Starlink Internet အသုံးပြုပြီးလုပ်ငန်းပြန်လည်ပတ်နေတယ်လို့ဆိုပါရယ်။အဲ့ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး American Congress လွှတ်တော်ရဲ့စီးပွားရေးကော်မတီက Starlink ရဲ့ပိုင်ရှင် Space 8တာဝန်ရှိသူတွေကိုစုံစမ်းစစ်ဆေးမှုစတင်နေပြီဖြစ်တယ်လို့ဆိုပါရယ်။ တနင်္သာရီမြို့နယ်ဇဝဲရွာအခြေဆိုင်ခမာယ996တရင်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကဒရုန်းနဲ့ပုံသီးချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အော်တိုဘာလ73ရက်နေ့ညနေ4နာရီခွဲလောက်မှာတရင်တဲကိုဒရုန်းနဲ့ပုံသီးတွေကျဲချခဲ့တာလို့ဆိုပါရယ်။အဲဒီတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကတအူးသေးဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။ ကရင်ပြည်အတွင်းစစ်တပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတာကြောင့်နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေတယ်လို့ကရင်အမျိုးသားများကာကွယ်ရေး KNDF ကထုတ်ပြန်ပါတယ်။ကရင်ပြည်လွိုက်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ်ဘောလခဲမြို့နယ်နဲ့ကရင်ရှမ်းတောင်နယ်ဇက်ဖဲခုံမြို့နယ်တွေကိုစစ်တပ်ကစစ်မျက်နှာအသီးသီးဖွင့်လှစ်ပြီးထိုးစစ်ဆင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမကြီးတလျှောက်မှာစစ်တပ်ကတပ်ဆွဲထားတဲ့အတွက် တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တအောင်တ TNL ထိန်းချုပ်ထားတဲ့နန်းဆန်မြို့နယ်ကအုံစွမ်းရွာကိုမနေ့ကမနက်ပိုင်းမှာစစ်တပ်ကပုံကျဲခဲ့တာကြောင့်တောင်းသူတဦးသေဆုံးတယ်လို့တအောင်အမျိုးသမီးအဖွဲ့ကပြောပါတယ်။တအောင်အမျိုးသမီးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရအုံစွမ်းရွာရဲ့ဘုံလေးလုံးကျဲချခဲ့လို့အသက်18နှစ်အရွယ်ရှစ်တန်းကျောင်းသူလွေးတင်းတင်းနယ်ဟာနောက်ကျောထိမှန်ပြီးသေဆုံးခဲ့ပါတယ်။ တေဆုံးသူရဲ့ညီမဖြစ်သူအသက်15နှစ်အရွယ်၅ရန်းကျောင်းသူရွေးမေသိန်းွယ်လည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။